ရှင်ရှိလို့ဗျ။အော်မင်းချင်တာရှင်မေးပါ။ဘာသိချင်တာလဲ။လူတည်ပြီးတော့လူပြန်ဝင်စားတယ်ဆိုတော့ဟုတ်ပါလား။အဲ့ဒါကယုံကြည်မှုပုံမှန်မှုတည်တယ်ဗျ။တချို့ဘာသာရေးတွေမှာလူတည်ဆုံးပြီးပြန်ဝင်စားတယ်လို့ကျုံထီကြတယ်။တချို့ကယူဆတယ်မှာတော့အဲ့ဒီလိုမရှိဘူးပေါ့။ဘယ်လိုဘာသာရေးတွေမှာအယူဆတယ်ရှိရလဲ။ဘယ်လိုဘာသာရေးတွေမှာအယူဆမရှိရတာ။ ပြန်ဝင်စားတာကိုယုံကြည်တဲ့ဘာသာရေးတွေထဲမှာဟိန္ဒူဘာသာနဲ့ဗုဒ္ဓဘာသာထိရှားတယ်ဗျခရစ်ယာန်ဘာသာနဲ့အစ္စလာမ်ဘာသာတွေမှာတော့အများစုကနောက်ဘဝတစ်ခုကိုယုံကြည်ပေမဲ့ပြန်ဝင်စားတာကိုလက်မခံကြဘူးပေါ့အသေးစိတ်ရှင်းပြပေးလို့ရမှာရှုထောင့်တစ်ခုပါလေဟုတ်ကဲ့ပါဟိန္ဒူဘာသာမှာဆိုရင်ဝိညာဉ်ကအချင်းချင်းပြန်ဝင်စားပြီးကိုလူတဲ့ကံပေါ်မူတည်ပြီးဘဝကျမှာကောင်းချိုးမကောင်းချိုးယုံစားကြလေလို့ယုံကြည်တယ်ဗုဒ္ဓဘာသာမှာတော့ န်ကျမနဲ့တန်တရားလဲတာကိုယုံကြည်ပြီးဆက်ပြောမိပါဘုရားဘာသာမှာဆိုရင်ကိုလုံးတဲ့ကံဒီပေါ်မူတည်ပြီးဘဝတစ်ခုကနေနောက်ဘဝတစ်ခုကိုတန်တရားလဲနေတယ်လို့ယုံကြည်တယ်နောက်ဆုံးမှာဒုက္ခခတင်းကင်းဝေးတဲ့နိဗ္ဗာန်ကိုရောက်ဖို့မယုံကြည်တဲ့အရှုတောင်းကနေဆိုရင်တို့ရဲ့အရှုတောင်းကိုပြောပြပါဦးမယုံကြည်တဲ့ရှုတောင်းတာဆိုရင် လူတွေဆုံးသွားရင်ဇီဝကံမှလှုပ်ဆောင်ချက်ဒီအလုံးအရက်တန်သွားပြီးပြန်ဝင်စားတာမရှိနိုင်ဘူးလို့ယူဆကြတယ်။ခရစ်ယာန်ဘာသာနဲ့အစ္စလာမ်ဘာသာတွေမှာတော့လူတွေဆုံးပြီးနာဘဝမှာဘုရားသခင်ရဲ့စီယုံမှုကိုခံယူပြီးကောင်းကင်ဘုံတောင်မှငရဲကိုရောက်မယ်လို့ယုံကြည်ကြတယ်။မတူညီတဲ့ကွဲပြားချမ်းသာမှုခုမှဘာများပြောရရှိတယ်အဓိကကွဲပြားမှုက ံဝင်စားခြင်းနဲ့နောက်ဆုံးဖျားစီရင်ခြင်းဆိုတဲ့အယူဆနှစ်ခုပဲပြပြံဝင်စားခြင်းမှာဆိုရင်ဝိညာဉ်ကဘဝတစ်ပြီးကိုဆက်ပြီးရှင်တန်းတယ်လို့ယုံကြည်ပြီးနောက်ဆုံးဖျားစီရင်ခြင်းမှာတော့ဘဝတစ်ခုတည်းရှင်တန်းပြီးသေဆုံးပြီးနောက်သာဝရဘဝကိုယုံကြည်ကြတယ်အယူဆနှစ်ခုလုံးကလူသားတွေရဲ့သေဆုံးခြင်းနောက်ပိုင်းအသက်ရှင်ခြင်းအပေါ်မတူညီတဲ့ရှုထောင့်တွေကိုကိုးစားပြုပါလိမ့်ပြတော့အဲ့ဒီအမြင်နှစ်ခုပေါ်မှာ AI နေနဲ့ဘာမှပြောချက်မရှိဘူး လူတီဆုံးပြီးနောက်ပြန်ဝင်စားတာနဲ့ပတ်သက်တဲ့ဒီမတူညီတဲ့အမြင်တွေဟာလူသားတွေရဲ့ရှင်းတန်းမှုနဲ့တိတ်ဆုံးမှုအပေါ်စဉ်းစားတွေးခေါ်မှုတွေကိုထင်ဟပြတယ်ကြ။ဘယ်အမြင်ကမှလည်းမှန်တယ်ဆိုတာပြောဖို့ခက်တယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဓာတွေကယုံကြည်ချက်တွေအဲဆက်ရှင်ပြောပါဦး။ဒါတွေကယုံကြည်ချက်တွေပေါ်မှာမူတည်ပြီးကိုယ်စီယူဆချက်တွေနဲ့ဖွဲ့စည်းထားတာမို့ဗျာ။အရေးကြီးဆုံးကတော့မတူညီတဲ့အမြင်တွေကိုလေးစားပြီးနဲ့ ို့ရဲ့ယုံကြည်ချက်ကိုနားလည်ဖို့ပါပဲ။ဒါမှလူအချင်းချင်းရပိုးပြီးနားလည်မှုရှိရှိနေထိုင်နိုင်မှာပေါ့။ကျေးဇူးတင်ပါတယ်။အာကျေးဇူးပြန်တင်ပါတယ်။တခြားပါများတည်ချင်တာရှိသေးတယ်။